ူဆိုတာတနေ့သေးမှာပဲအဲ့ဒီတနေ့သေးမဲ့လူချင်းမှာဘာဟာကိုအတွက်အရေးကြီးဆုံးလို့ဆိုစီဝိတသင်္ခယမိအသက်သေဆုံးနေတဲ့အချိန်အသက်ကုန်ခန်းသွားလို့ဆုံးသက်သွားတဲ့အချိန်လေးမှာပုံညာကိုလှုပ်ထားတဲ့ကုသိုလ်ကောင်းမှုကဒုက္ခချပါမှုတွေပဲအားကိုရှိတယ်လေငါမှာဒါနကုသိုလ်ရှိတယ်ငါမှာသီလကုသိုလ်ရှိတယ် ။ဒါမှကမ္မထံဘာဝနာတွေပွားများထုတ်တယ်။ဘယ်နှစ်နှစ်ငါကျင့်ထားတယ်ဆိုရင်ငါဘာတွေလှူထားတယ်ဆိုရင်ဒါနကောင်။ငါဘယ်လိုတီလာတွေစောင့်တည်တယ်၊ဥပုံတွေစောင့်တည်တယ်စသဖြင့်ကိုလှုပ်ထားတဲ့ကုသကောင်ပေါ့။တေခန်ဒီကိုတယောက်ထဲသွားရတော့မယ်ဆိုတဲ့အချိန်လေးပါ။တကယ်ကိုစိတ်ချတတ်စရာကြီးဖြစ်တယ်။ဒီလိုဆိုပါနော်။အဲ့ဒါကြောင့်အဲ့ဒီအချိန်မှာလူတွေကအငငယ်ဆုံးပဲအငငယ်ဆုံး